အယောက်ဆောင် အကောင့်တွေနဲ့ပတ်စံလိမ့်နေတဲ့သူတွေရှိပါတယ်။အလိန်ခံရပြီးတော့လာပြီးအကြောင်းကြားတွေကိုလည်းတွေ့ရပါတယ်။ဒါကြောင့်မို့လို့အလိန်လုံးဝမခံရအောင်တိကျုပ်တိထားရမယ့်အချက်လေးတွေကို CCTV ကိုတစ်ခုထဲမှာပဲပြည့်ပြည့်စုံအောင်ရှင်းပြပေးသွားပါမယ်။စမီတာထိုင်းနိုင်ငံမှာတတ်မှတ်ထားတဲ့ဒီခရိုင်တွေမှာနေထိုင်ပြီးတော့အလုပ်လုပ်ကြနေတဲ့သူတွေကိုပဲချင်းငွေဝန်ဆောင်မှုပေးတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာချင်းငွေဝန်ဆောင်မှုလုံးဝမပေးပါဘူး။နံပါတ်1စမီတာရဲ့တရားဝင်အကောင့်တွေကတော့ Facebook, စင်ပီတန်အင်္ဂလိပ်လို dash@simitan.myanmar လို့ TikTok simitan english လို့ dash@simitan.myanmar လို့ line account @simitan s y m p i t a r n ဒီအကောင့်တွေကတော့စမီတန်ရဲ့တရားဝင်အကောင့်တွေဖြစ်ပါတယ်။စမီတန်က Viber လုံးဝမသုံးပါဘူး။စမီတန်ရဲ့တရားဝင်ဖုန်းနံပါတ်ကတော့02024242424ဖြစ်ပါတယ်။အခြားနံပါတ်တွေမြင်နေဆိုလို့ရှင်တော့စမီတန်အစ်စ်မဟုတ်ဘူးဆိုတာကိုသိထားပါမယ်။ ။နံပါတ်3စင်မီတန်အားတက်စီကကြိုတင်ငွေတပြားတစ်ချက်မှမယူပါဘူး။စင်မီတန်အယောင်ဆောင်အကောင့်တူတွေကဒါတက်စီကနေခေါင်းစဉ်အမျိုးမျိုးတက်ပြီးတော့ငွေတောင်းပါလိမ့်မယ်။အားလုံးပဲသတိထားကြပါ။နံပါတ်4စင်မီတံမှာချင်းွေလျှောက်ရင်ရုံးကိုလူကိုယ်တိုင်လာပြီးတော့ချင်းွေထောက်ရတာဖြစ်ပါတယ်။ online ကနေအပီးစီလို့ပြောလိုက်ခဲ့လို့ရှိရင်စင်မီတံအစစ်မဟုတ်ဘူးဆိုတာကိုသိထားပါမယ်။နောက်ဆုံးအနေနဲ့တခုခုမတင်ကြတာမတင်ကြတာရှိလို့ရှိရင်စင်မီတံရုံးကိုဖုန်းဆက်လှမ်းမေးဖို့အတွက်ဝင်မလေးပါနဲ့လို့အကြံပြုချင်ပါတယ်။ အားလုံးပဲလူလင်များထံမှကင်းဝေးဖို့အတွက်ငွေကိုအလဲတကူလွှဲခြင်းများမှရှောင်ကြဉ်ကြပါလို့အားလုံးသတိပေးလိုက်ချင်ပါတယ်အားလုံးပဲ good luck